ဆေးရီရနယ်ရဲ့စံချိန်ကိုအသက်16နှစ်အရွယ်မှာတင်လိုက်မိခဲ့တဲ့လာမိုင်းတော်မယ်။ပြည်သူများလုံးဝမိတ်လာများရွှေရိုအိုင်ဘတ်ကွန်ရှီကိုအွန်လိုင်းအင်ဂျင်ကနေပြန်လည်ကြိုးလိုက်ပါရင်ဘာစနာအသင်းရဲ့လူငယ်ကျယ်ပွင့်ကစားမဖြစ်သူလာမိုင်းတော်မယ်ကတော့ကမ္ဘာစင်ဆွမ်းဆောင်ရီကိုတောက်လျှောက်ပြသလျက်ရှိပါရင်အခုဆိုရင်ရာမဲကဘာစနာနဲ့အတူလာလီဂါချန်ပီယံဆူပလာကိုကင်မြောက်နိုင်ခဲ့ပြန်ပါပြီ။သူ့အတန်းသူ့ရွယ်နဲ့သူရထားတဲ့ဖလားရီအတွက်ကအထင်ကြီးစွာကောင်းတာချက်ကိုပို့ပါရင်အခုလောလာလီဂါချန်ပီယံဖြစ်ပြီးတဲ့နောက်မှာရာမဲဟာဆေးကြီးရနယ်တို့ရဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်းလိုက်မိခဲ့ပါရင် ဒါရောမယ်အနေနဲ့သူဟာလက်ရှိကမ္ဘာအကောင်းဆုံးကစားသမားဆိုတာကိုကွင်းလင်းချေစွမ်းစံချိန်မှတ်တမ်းတွေနဲ့တက်တဲ့ထူခဲ့လိုက်တာမျိုးဖြစ်ပါတယ်။ဘိုင်ဆရာအသင်းဟာအသက်15နှစ်ရွယ်နဲ့ပွဲတွဲခွင့်ရခဲ့တဲ့ရောမယ်လေးဟာလက်ရှိမှာတော့အသက်18နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။မက်ဆီကအသက်20ရွယ်ရောက်မှဘိုင်ဆရာအသင်းအတွက်ပွဲတရာပြည့်အောင်ကစားနိုင်ခဲ့တာဖြစ်ပေမဲ့တစ်ဖက်မှာရောမယ်ကတော့အသက်18နှစ်မှာတွင်ပွဲတရာပြည့်မြောက်ခဲ့ပါတယ်။ဘောလုံးသမားရဲ့ထာဝရအကောင်းဆုံးကစားသမားဆင်းဝင်မက်ဆီထက်တောင်စေကျော်တဲ့အရွယ်မှာရောမယ်ကပိုချမ်းနေတာဖြစ်ပါတယ်။ ဒါအရမ်းအနေနဲ့ဘောလုံးတယောက်စုကိုဒီနေ့မဟုတ်ရင်တော့လာမယ့်နှစ်တီမှာစုခိုးနိုင်မယ်ဆိုတာတေချာသလောက်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့ယူမာတုန်းကသူဟာပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားမစုကိုရရှိခဲ့တယ်လို့ပီလီကိုကျော်လွန်ပြီးလည်ရင်းစင်နဲ့အတူအဓိကစုပလာစုခိုးနိုင်ခဲ့တဲ့အသက်အငယ်ဆုံးကစားမဖြစ်နေမှာစံရင်တင်နိုင်ခဲ့သေးတာဖြစ်ပါတယ်။စေဂျီနှစ်ပါးဖြစ်တဲ့မက်ဆီယောရန်ဒိုကိုပါအသက်၁၆နှစ်အရွယ်မှာရာမဲလို့မလုပ်ပြနိုင်သေးတယ်လို့ရာမဲလောက်လဲပွဲထွက်ခွင့်မရရှိသေးဘူးဖြစ်ပါတယ်။ အသက်ဆုံးအနေနဲ့မှာရက်ဒိုဟာကလပ်ပွဲ၁၉ပွဲကစားထားရသေးပြီး၅ဂိုးသာသွင်းယူထားနိုင်သေးတယ်လို့၄ဂိုးသာဖန်တီးထားနိုင်ခဲ့တာပါမက်ဆီကလည်းအသက်ဆုံးအနေနဲ့အရွယ်မှာ၉ဂိုးပဲကစားထားရသေးပြီး၁ဂိုးသာသွင်းယူထားနိုင်ခဲ့ပါသေးတယ်ကလပ်ပွဲတရာကျော်သွားပြီဖြစ်တယ်လို့၂၃ဂိုးသွင်း28ဂိုးဖန်တီးပေးထားခဲ့ပြီးဖြစ်ပါတယ်ဒါကကလပ်စွမ်းဆောင်ရည်ပဲရှိသေးပြီးလေဝေးစင်စွမ်းဆောင်ရည်မှာလည်း၁၉နှစ်အရွယ်ရာမဲဟာမက်ဆီရော်နယ်ဒိုတို့ထက်အသားနေပါတယ်အခုလည်းရာမဲရဲ့ကမ္ဘာအဆင့်စွမ်းဆောင်ရည်တွေကိုအလန်းစားသွင်းခွင့်နဲ့ဘာစီလိုနာတို့ချန်ပီယံဖြစ်ခဲ့ပါပြီ ခါးသီးတဲ့ဘယ်မန်အက်စပန်ယိုကိုလည်းကိုပြန်အနိုင်ယူခဲ့ပြီးတဲ့နောက်ဘာစီလိုနာဟာလာလီဂါချန်ပီယံဆုကိုကံပြောင်းနိုင်ခဲ့ပြီးဖြစ်ပါရင်ပြီးခဲ့တဲ့ပတ်ကချန်ပီယံဆုအဆုံးဖြတ်တွဲကစားခဲ့တဲ့ပွဲမှာရီယယ်မက်ဒစ်ကိုနိုင်ခဲ့တဲ့ဘာစီလိုနာဟာအခုထပ်ကစားခဲ့ရတဲ့ပွဲမှာခါးသီးတဲ့မြို့ကန်ပြိုင်ဘက်ကိုနိုင်ခဲ့တာဖြစ်ပါရင်ဘာစီလိုနာအတွက်တော့ရာသီအပိတ်ကချုံမင်းနဲ့အခိုက်အတန့်အနေနဲ့ပြင်းနေနေတာပါရာမင်ကတော့ထုံးစံအတိုင်းဝီကင်ဝီကောက်ပွဲတိုင်းကိုခြေစွမ်းပြနေပါရင်လက်ရှိဘောလုံးကဘာမှာအကောင်းဆုံးကစားသမားတွေပေါများပေမဲ့ရာမင်လိုအပတ်တိုင်းပွဲတိုင်းလုံးပြနေတဲ့ကစားသမားတွေကရှားပါရင်ရာမင်ကပွဲတိုင်းလိုလိုခြေစွမ်းပြနေတာဖြစ်ပါရင် ူရဲ့ဘဲဂျင်တစ်ပောက်ကရွှေချထားတဲ့ပါတယ်ဘဲဂျင်နဲ့ဖန်နီးပေးမှုတွေလုပ်ပေးနေတာကဇက်တိုက်ဖြစ်သလိုအတင်းဟုတ်ချိုးဝင်ပြီးဘဲဂျင်နဲ့ကံရမှာလည်းအနေများလုံးပါတယ်ဒီတစ်ခါကရာမဲကြီးစွာလှတော့အားသာချက်ဖြစ်ပြီးပြိုင်ပန်းအတင်းကလူတွေလည်းတိတိကျကျနဲ့ခံနေရတာပါဆုံးရနဲ့သွားရွယ်ခြားတွေလေးအတွက်လူ၃လောက်ကိုအသုံးပြုပြီးကာကွယ်ရမလို့ဖြစ်နေပါပြီဒီအားဒီမှာရာမဲဒီပုံစံနဲ့တွင်းခဲ့တဲ့ဂိုးတွေကမလဲပါဘူး ပြိုင်ပွဲတွေအနေနဲ့ဒီလိုလုပ်မယ်ဆိုတာသိနေတာတော့ဘာမှမတုံ့ပြန်နိုင်တာကဆိုလိုပါတယ်အခုဆိုရင်ရာမင်ဟာအသက်16နှစ်မပြည့်သေးခင်မှာလာလီဂါချန်ပီယံဆုနှစ်ကြိမ်ရတဲ့ပထမဆုံးကစားမဖြစ်လာခဲ့ပါပြီရနဒိုဟာလာလီဂါမှာ9နှစ်ကစားခဲ့ပေမဲ့ချန်ပီယံနှစ်ကြိမ်ပဲဖြစ်ခဲ့ပါတယ်ရာမင်ကတော့အဆိုပါချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ပြီးရနဒိုနဲ့အရေးတွေ့ချင်းတူညီသွားခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ဒီကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ